ယခုတစ်ပတ်နိုင်ငံတကာသတင်းတွေတွေကစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့သတင်းချို့ကိုကောင်းလို့ဖော်ပြတဲ့အချိန်ကိုကြောက်ရွံ့လိုက်ဖြစ်ပါတယ်ဒုတိယအကြိမ်သမ္မတတက်တန်စတင်ထမ်းဆောင်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအင်္ဂါနေ့ကအမေရိကန်ကွန်ဂရက်လွှတ်တော်လွှတ်တော်နေ့ရက်ပေါင်းရှိမောက်မှာပထမဆုံးကြိမ်မိန့်ခွန်းပြောခဲ့ပါတယ်သမရထွန်းကသူ့ရဲ့မိန့်ခွန်းအဖွင့်မှာအမေရိကန်ပြန်လာပြီဆိုပြီးကြုံရပါတယ်။ And to my fellow citizens, America is back. လွတ်တော်တွင်က Republican အမတ်ထောက်ခံသူတွေကလည်း Tamara Trump ကိုမတ်တည့်ရဲ့လက်ခုပ်တီးပြီးဂုဏ်ပြုကြပါတယ်။ Megan အိမ်မက်ဟာရက်တန့်လို့မရဘူးလို့ Trump ကဆိုပြီးရွေးကောက်ပွဲမှာသူ့အနေနဲ့ပြက်ပြက်သားသားအနိုင်ရခဲ့တာကိုအသာပေးရင်တင်းင်း၆ပတ်သာကာလအတွင်းသူ့အစိုးရဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေကိုထုတ်လို့ပြောပါတယ်။ ခေတ်တအမေရိကန်သမိုင်းမှာအရှိရာဆုံးဖြစ်တဲ့ဒီမိန်ကုန်းမှာလက်ရှိ လူနေစည်းမြင့်တက်နေရတွေကျုပ်ဈေးကြီးနေရတွေအတွက်ရခိုင်သမရဘိုင်ဒန်ကိုအပြစ်ဖို့ခဲ့ပါတယ်။တစ်ဖက်မှာလည်းလွှတ်တော်တွင်းမှာဒီမိုကရက်တစ်အမတ်တွေကသူ့ကိုစန့်ကျင်ကြောင်းတိတိတတ်တာထုတ်ဖော်ပြသကြပါတယ်။ထရန့်လွှတ်တော်တဲ့ဝင်လာကလေးကထရန့်ဘီကန်နေကတ်လိုက်လာတဲ့ဒီမိုကရက်တစ်အမတ်ကထရန့်ကိုပုံမှန်မဟုတ်ဘူးဆိုတဲ့ဇာရွက်ကင်ကလိုက်ခဲ့တယ်လို့သူမိန်ကုန်းစာပြောပြီး9မိနစ်အကြာမှာပဲ ဝင်ငွေနည်းသူတွေအတွက်အစိုးရကအကြမ်းမရေးဈေးထောက်ပံ့ပေးတဲ့ Medicare အစီအစဉ်ကိုသမရအနေနဲ့ဖျက်ထုတ်ပိုင်ခွင့်မရှိဘူးဆိုပြီးတက်ဆက်ပြည်နယ်ကိုသားပြုဒီမိုကရက်လွှတ်တော်အမတ် Elgin ကထပြီး Okay ပြောဆိုခဲ့ပါတယ်။ခဏအကြာမှာတော့လွှတ်တော်အမတ်အယ်ဂင်းကိုလူညုံရေးတွေကအပြင်ကိုခေါ်ထုတ်သွားခဲ့ပါတယ် ဒီမိုကရက်အမတ်၁၀ရောက်လောက်ဟာလေအနောက်ရောင်တီရှပ်အင်ကြီးတွေပေါ်ရေးထားတဲ့စာသားမက်ဆေ့တွေကိုပြသခဲ့ပြီးနောက်အစည်းအဝေးကနေထွက်သွားခဲ့ကြပါတယ်။ထရန့်ရဲ့မိန့်ခွန်းပြောပွဲမှာဒီမိုကရက်တွေကအော်ဟစ်ခဲ့တယ်လို့ထရန့်ကပြန်လည်တုံ့ပြန်ခဲ့လို့စူညံပွဲလို့ရိုက်ခဲ့ပါတယ်။ထရန့်ကမိန့်ခွန်းမှာတရုတ်နိုင်ငံအပါအဝင်အမေရိကန်ရဲ့အင်ဂျီချင်းကနေဒါနဲ့မက္ဆီကိုနိုင်ငံတွေပေါ်သွင်းခုန်ခွန်တိုးမြင့်ကောက်ခံခဲ့တာကိုလည်းအလေးပေးပြောကြားခဲ့ပါတယ်။ အဲ့ဒီသုံးနိုင်ငံကလည်းအမေရိကန်ပေါ်တံပြန်အခွန်တိုးကောင်းမှုတွေလှုံ့ဆော်သွားမယ်လို့ပြောထားတာကြောင့်ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမလားဆိုတဲ့စိုးရိမ်စိတ်နဲ့အမေရိကန်အစုချေရဈေးတွေအဲ့ဒီနေ့မှာပဲထိုးကျသွားခဲ့ပါတယ်။ထရန့်က Greenland ကျွန်းနဲ့ပနမတူးမြောင်းကိုရယူဖို့ထပ်တလဲလဲပြောခဲ့တယ်လို့ Biden လက်ထက်မှာ Africa နိုင်ငံတွေမှာငွေတွေဖြုန်းတိခဲ့တယ်လို့ပြောခဲ့ပါတယ်။ Liberia, Mali, Mozambique နဲ့ Uganda တို့ဟာအမေရိကန်ရဲ့အကူအညီတွေနဲ့အကျိုးမြတ်ရှိခဲ့တယ်လို့ဆွဆွဲခဲ့ပါတယ်။ LGBT အခွင့်အရေးမြင့်နေမှုဒေါ်လာချစ်တန်းကိုဘိုင်ဒန်အစိုးရဖွဲ့ကလီဆိုတိုမှာတုံးခဲ့ပေမဲ့ဒီနိုင်ငံကိုဘယ်သူမှမကြားဘူးဘူးလို့ပြောပါတယ်။ထရန့်ဟာသူ့ရဲ့အကြံပေးဘီလီယံနာအီလွန်မန်းရဲ့နာမည်ကိုခေါ်ပြီးပွဲထုတ်ခဲ့ပါတယ်။ဒီပညာရှင်တထေကြီးအီလွန်မတ်ရဲ့ DOS လို့ခေါ်တဲ့အစိုးရစွမ်းဆောင်ရည်မြင့်တင်တဲ့ဌာနဟာအစိုးရရဲ့အတုံးစီရှင်းချရင်ဖက်ဒရယ်အစိုးရရဲ့အလုပ်သမားထောင်ပေါင်းများသာကိုအလုပ်ထုတ်ခဲ့တယ်လို့ အမေရိကန်ကထောက်ပံ့ကူညီနေတဲ့နိုင်ငံသားအကူအညီပေါ့ဒေါ်လာဘီလီယံပေါင်းများစွာကိုဖြတ်တောက်ခဲ့တာပါ USA ကဝန်ထမ်းတွေကိုအလုဆန်းငံ့မဲ့ Trump ရဲ့အစီအစဉ်စတင်မှု나이ပိုင်းလို့မှတရားသူကြီးကယာယီဟန်တားလိုက်ပါတယ် Trump တားဆီးခဲ့တဲ့နိုင်ငံသားငွေကြေးအကူအညီကိုပြန်ထုတ်ပေးဖို့အမိန့်ချမှတ်လိုက်ပါတယ်လွတ်တော်ကအတည်ပြုချပေးတဲ့ဘတ်ဂျက်ကိုတမရကထိန်းချုပ်ခွင့်မရှိဘူးဆိုပြီးကမ္ဘာတစ်လွှာငွေကြေးတွေဆက်လက်ထောက်ပံ့ဖို့တရားရုံးကအမိန့်ပေးလိုက်ပါတယ် ဒါဟာ trend တွေတော့ပထမဆုံးအရှုံးဖြစ်ခဲ့ပါတယ်အမေရိကန်ပြည်ထောင်စုကတမိုင်းတစ်လျှောက်အစိုးရဆုံးပြည်တွင်းပြည်ပအကြက်တဲစီကို trend ကဆွဲခေါ်နေချိန်မှာတရုတ်နိုင်ငံမှာဒီတစ်ပတ်တည်းကွန်မြူနတီပါတီရဲ့အစည်းအဝေးနှစ်ရက်ကိုစတင်ကျင်းပခဲ့ပါတယ် ဒီစည်းဝေးနေ့ရက်ကိုသမရရှိချင်းဖြင့်အပါအဝင်ထိတ်တန်းကောင်းဆောင်တွေတက်ရောက်ခဲ့ပြီးမတ်လ9ရက်ကစတင်ကျင်းပတဲ့ပြည်သူ့ကွန်ကရက်အစည်းအဝေးမှာဝန်ကြီးချုပ်လီချန်ကအစိုးရအစီရင်ခံစာကိုတင်သွင်းခဲ့ပါတယ်။အစိုးရလုပ်ငန်းအစီရင်ခံစာမှာယခုနှစ်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုမူဝါဒဥတည်ချက်တွေကိုအဆိုပြုခဲ့ပါတယ်။ဝန်ကြီးချုပ်လီချန်ကကမ္ဘာတလောမှာရာသီနှစ်တစ်ခုအတွင်းမကြုံစဘူးပြောင်းလဲမှုတွေလှင်းလင်းမြန်မြန်ဖြစ်ပေါ်နေတယ်လို့ပြောခဲ့ကတရုတ်ကာကွယ်ရေးအတုံးစီကို ဒီနှစ်မှာ9.2ရာခိုင်နှုန်းတိုးမယ်လို့ပြောခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့2025ခုနှစ်အတွက်စီးပွားရေးတိုးတက်နှုန်းကို9ရာခိုင်နှုန်းအထိကြီးမားတယ်လို့လီချန်ကပြောခဲ့ပါတယ်။国内生产总值增长5%左右。城镇调查失业率5.5%左右。တရုတ်နိုင်ငံမှာအရေးပါတဲ့လွှတ်တော်အစည်းအဝေးနှစ်ရက်ကျင်းပနေချိန်မှာအမေရိကန်ကတရုတ်ပေါ်ထပ်မံပြီးတရုတ်ထုတ်ကုန်တွေပေါ် 30ရာခိုင်နှုန်းက20ရာခိုင်နှုန်းထိထပ်တိုးမယ်လို့ပြောခဲ့ပါတယ်။အမေရိကန်ကနောက်ထပ်ထပ်တိုးကောင်းမဲ့အစီအစဉ်ပေါ်တရုတ်ကအလျင်မြန်ပဲတုံ့ပြန်ခဲ့ပြီးအမေရိကန်ရဲ့လေယာထွက်ကုန်တွေပေါ်စီးကြက်ခွန်30ကနေ15ရာခိုင်နှုန်းကောက်ခံမယ်လို့ထုတ်ပြန်ကအမေရိကန်လူကျင်နာကစစ်ပွဲဆိုရင်ကုန်သွယ်ရေးစစ်ပွဲလားအခွန်စီးကြက်တဲ့စစ်လားဘလို့စစ်ဖြစ်ဖြစ်အဆုံးထိတိုက်ဖို့အသင့်ပဲလို့တရုတ်ဆိုရာရဲ့ပြောရေးဆိုခွင့်ရသူကအကြေညာချက်တရထုတ်ပြန်ခဲ့ပါတယ်။美方如果别有所图，执意打 关税战、贸易战或者别的什么战，中方将奉陪到底。ဒီတဲ့ဘက်မှာအခုလိုတည်နေတာမကပဲအီဂျီအစိုးပြုတဲ့ဂါဇာပြန်လည်တိဆောက်ရေးအစီအစဉ်အစ်ကိုအာရဗ်နိုင်ငံများသဘောတူခဲ့တဲ့တည်ဂျာမနီမှာလူအုပ်ထဲကားနဲ့ဝင်တိုက်လို့နှစ်ဦးသေဆုံးပြီးအများအပြားဒဏ်ရာရသွားတဲ့တည်ပီယူးနိုင်ငံမြောက်ပိုင်းအိန္ဒိယနဲ့အင်ဒိုနီးရှားတို့မှာမူတီထံကရေကြီးရာကြောင့် လူပေါင်းများသာဘေးလွတ်ရာပြောင်းနေရတဲ့တဲ့င်းအဲရရတို့တို့ရတို့တို့ရတောင်ကိုရီးယားလီဒါကလေးချင်ရေးတိုက်လျင်တဲ့င်းဟာမြောက်ကိုရီးယားနဲ့နေဆက်မှာနေရာမှားပြီးဘုံချစ်လုံချခဲ့မိတာကြောင့်လူခဏဦးတန်ရခဲ့တဲ့တဲ့င်းဆာဗီယာအတိုက်ခံဥပဒေပြုအမတ်တွေကအစိုးရကိုစန့်ကျင်ကန့်ကွက်ကြောင်းနဲ့ဆန္ဒပြကြောင်းသားတွေကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့ပါလီမန်အတွင်းမိဂိုဘုံတွေနဲ့မြေကြီးယူဘုံတွေပြစ်ပေါက်ခဲ့တဲ့တဲ့င်း ခြားတဲ့သတင်းတွေဒီတစ်ပတ်မှာဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်အခုတစ်ပတ်နိုင်ငံတကာသတင်းကောက်နှုတ်ဖော်ပြချက်ကိုဒီမှာပဲရက်လိုက်ခြင်းပါတယ်